ကျွန်တော်တို့နိုင်ငံမှာတော်လန်ရင်းရပဲဖြစ်ဖြစ်နိုင်ငံရင်းရပဲဖြစ်ဖြစ်ခေါင်းဆောင်တွေပေါ်ပေါက်လာခဲ့တယ်။ခေါင်းဆောင်တွေကတိုင်းပြည်ရဲ့လုပ်ငန်းစဉ်တွေကိုစင်စစ်မပြတ်လုပ်တဲ့အခွင့်အရေးတွေကိုအပြည့်အဝရစေခြင်းနဲ့အဲ့တော့အာဇာနည်ခေါင်းဆောင်ကြီးတွေလှုပ်ကြံခံရတဲ့အခါမှာသူတို့ရဲ့ရှေ့ဆက်မဲ့ရည်မှန်းချက်တွေလုပ်ပိုင်ခွင့်တွေကဆုံးရှုံးနေလာခဲ့ရတယ်။19ဇူလိုင်မှာကျွန်တော်တို့ဒီမြို့သားခေါင်းဆောင်ကြီးဦးအောင်ဆန်းပေါ့အဓိကပေါ့အပါဝင်ဒီအာဇာနည်ခေါင်းဆောင်ကြီးကိုလှုပ်ကြံလိုက်တာဟာဒီအာဇာနည်ခေါင်းဆောင်ကြီးတွေကိုလှုပ်ကြံလိုက်တာမဟုတ်ဘူးဗျ။ မြန်မာနိုင်ငံရဲ့အနာဂတ်တစ်ခုလုံးလှုပ်ချခံရတာနိုင်ငံရေးအကြမ်းဖက်မှုပေါ့ဆိုတော့နိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးအာဏာပေါ့ပြည်သူလူထုစီကနေမှန်မှန်ကန်ကန်ရယူပြီးတော့ကျင့်သုံးရမယ်အစားအကြမ်းဖက်မှုတွေနဲ့နိုင်ငံရေးအာဏာရယူကိုစူးစမ်းရတဲ့ဟာလက်နဲ့အင်အားသုံးပြီးတော့အနိုင်ကျင့်ခြင်းပဲတနည်းအားဖြင့်လှုပ်ချန်တပ်ဖြတ်တယ်လို့ပြောလို့ရတယ်အဲ့တော့လက်နဲ့အားကိုးတဲ့သူတွေရဲ့ရလတ်ဟာတမိုင်းမှာ ဒီလိုလူချမ်းတွေအဖြစ်တမိုင်းမှာတရားခံတွေအဖြစ်ပဲကြံခဲ့လိမ့်မယ်။ဘူကျော်အောင်ဆန်းအပါအဝင်အာဇာနည်ခေါင်းဆောင်ကြီး၉ဦးကိုဂလုံးဦးစောရဲ့အစီအစဉ်နဲ့1948ခုနှစ်ဇူလိုင်လ19ရက်စနေနေ့မနေ့10နာရီ38မိနစ်မှာလှုပ်ကြံတက်ဖြတ်ခဲ့ကြတာ68နှစ်ရှိခဲ့ပါပြီ။ကျန်နေ ဒါကျွန်တော်တို့နိုင်ငံခေါင်းဆောင်တွေဗိုလ်ချုပ်အစံမှုပြည့်ခေါင်းဆောင်တွေလုတ်တံသတ်ဖြတ်ခံရတယ်။အဲဒီလုတ်တံသတ်ဖြတ်တဲ့ခါမျိုးတွေမှာစစ်တပ်ကအဲ့ဒီခေအဲ့ဒီခါစစ်တပ်ကပါဝင်နေတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်။ဟောဒါကိုလည်းကျွန်တော်တို့ကသင်ခန်းစာယူရမယ့်အချက်ပေါ့နော်။ဒီအော်လီဂန်တို့ပါလို့ဆိုတာတောင်းတောင်းထုတ်ပြရမယ့်စစ်တပ်တရားပဲခြင်ကြတာပေါ့နော်။အဲအဲ့တော့လူညွေးချက်ဖွဲ့ကြီးခြင်ပစ္စည်းတွေဟာ လူသားသမားလက်ထဲကိုထွက်ပြောင်းရောက်ရှိတာစစ်တဲ့အဲ့ဒီခေတ်အဲ့ဒီခါစစ်တပ်မှလည်းတာဝန်ရှိတယ်။လက်လက်အများဆုံးထိန်းသိမ်းကင်တွယ်ရတဲ့စစ်တပ်ကနေပြီးတော့လက်လက်တွေထုတ်ပေးတယ်။ထုတ်ပြီးတော့ဒီသွေးစာနေတဲ့လူသားသမားနော်သွေးစာနေတဲ့ဒါအမျိုးသားရေးဝါဒီတယောက်ပဲအစွန်းတွေ့အမျိုးသားဝါဒီတယောက်ကနေပေါ့လုတ်ပြန်တပ်ဖြတ်မှုကိုကျွန်တော်ဖြစ်ပေါ်လာတယ်လို့ကျွန်တော် ပြောရမှာဖြစ်တယ်။အဲ့တော့အဲ့ဒီနေ့ဟာကျွန်တော်ကြောင်းနေမှာလဲအများတိုင်းကျွန်တော်တို့ ဝမ်းနဲ့ကြည်ကိုရဲနေဖြစ်ရသလိုတတိုင်းပြည်လုံးလဲဒါပူဆွေးအုံနွေးရဲ့ဘဝကြီးခံစားရတယ်ပေါ့နော်။ကြာဆုံးခဲ့ရတဲ့သူတွေထဲမှာဒီလိုဥပချိုးဥရာဇတ်မန်းပါခိုင်မိုင်းပွန်စောပွားကြီးဆက်စံထွန်းရဲဘော်ကိုထွေးဗိုလ်ချုပ်အောင်ဆန်းရဲ့အကိုဥပဝင်းတခင်မြဦးအောင်မောင်တို့ကိုဦးပါဝင်ခဲ့ပါတယ်။နေနေ ကတော့သိလည်းသိကြပဲအတိုင်းပါပဲเนาะဟိုအာဇာနည်ဆိုတာကျွန်တော်တမ်းပြမှာလွတ်လပ်ရေးအတွက်အသက်ဆုံးခဲ့ကြတဲ့ခေါင်းဆောင်ကြီးတွေပဲဆိုတော့အာဇာနည်ကြီးတွေကိုကျွန်တော်တို့ကကိုယ်လွတ်လပ်ရေးအတွက်အသက်ပေးသွားတဲ့ခေါင်းဆောင်ကြီးတွေကိုကျွန်တော်တို့ကတော့ဘယ်နှစ်ပဲဖြစ်ဖြစ် တနေ့မှတစ်ခါမဟုတ်ပါဘူးနေတိုင်းကိုကျွန်တော်တို့ကလေးပြူနေတာပါနေတိုင်းကိုကြော့နေတာပါဆိုတော့ကျွန်တော်တို့မှာဟိုကျေးဇူးအင်မတန်ကြီးမားလာတဲ့ပုဂ္ဂိုလ်တွေပါသို့တော့ဟိုတစ်ခါပြီးခဲ့တဲ့နှစ်ပေါင်း20လောက်တုန်းကစေဆိုရလက်ထက်တခြားကျွန်တော်တို့ကအာဇာနည်တွေကိုဂုံပြူနေတာတော့ခိုးကြောင်ခိုးဝဲဂုံပြူနေကြရတယ်ကျွန်တော်တို့အလေးပြူနေတာတော့ခိုးကြောင်ခိုးဝဲအလေးပြူနေကြရတယ်ဟိုအောင်ဆန်းနဲ့အာဇာနည်တွေ အာဇာနည်ကြီးတွေလှုပ်ကြံခံခဲ့ရအပြီးနောက်တစ်နှစ်မှာမြန်မာပြည်လွတ်လပ်ရေးရပြီးဒီမိုကရေစီအစိုးရလက်ထက်မှာအာဇာနည်ကြီးတွေကိုဇူလိုင်လ19ရက်ရောက်တိုင်းအုပ်အော်ရီဆွဲဂုံပြုခဲ့ကြပါတယ်။အာဇာနည်နေ့အခမ်းအနားဒီကိုလည်းစီစီကားကားကျင်းပခဲ့ကြတာပါ။ဒါပေမဲ့စစ်တပ်အာဏာသိမ်းခဲ့တဲ့1962ခုနှစ်ကစဗိုလ်ချုပ်အောင်ဆန်းပါဝင်အာဇာနည်ကြီးတွေရဲ့တမိုင်းကိုဖျောက်ဖျက်စပြုလာခဲ့ပါတယ်။ဒါကြောင့်လည်းပဲ ဆရာနာရှင်ဦးနေဝင်းဘူဂျုံမှုကြီးစောမောင်ဘူဂျုံမှုကြီးတန်းရွှေတို့ခေတ္တလျှောက်လုံးမှာအာဇာနည်ကြီးတွေပေါ်ဂုံပြုမှုနေပါလာခဲ့တာပါဘူလုံးတောင်ဘူဟာကွန်ဆန်၅ခုနဲ့စတဲ့တဲ့ကကြတော့တစ္ဆာလေးချက်ဆိုရတယ်တစ္ဆာလေးချက်ဆိုတာတမ်မလို့သားတိုင်းကမနေ့တခါညတခါကျွန်တော်တို့ဆိုရတဲ့တစ္ဆာလေးချက်ပါဆိုအဲ့ဒီကျွန်တော်တို့စစ်တပ်သူဘူလုံးတက်တဲ့အချိန်ကမှကျွန်တော်တို့ဆိုရတဲ့တစ္ဆာကအဲကြာဆုံးနေပြီးတော့ ဟိုဂျိုးအောင်စနေတကွာเนาะအာဇာနည်ရဲဘော်ပေါင်းကအလေးပြုဆိုပြီးတော့မှကျွန်တော်တို့တိုင်ပေးပါတယ်ဆရာဆရာအဲ့ဒါကျွန်တော်တို့ဒါလေးပြုပါသည်ပေါ့လေဆရာသစ္စာကျွန်တော်တို့ဆိုခဲ့ရတယ်ဆရာဘိုးလောင်းလျှောက်လောင်းတောက်လျှောက်ဆိုခဲ့ရတယ်နောက်တက်သေးရောက်ပြီးတော့မှဟိုနည်းနည်းလေးပေါ့လေဘိုးလောင်းဖြစ်လာတဲ့အချိန်ကတော့ဂျိုးအောင်စနေတကွာဟိုအာဇာနည်ကောင်းဆောင်ကြီးများအစာဘာဖြစ်လာသောဘိုးဂျိုးအောင်စနေတကွာကြာဆုံးနေပြီးတော့တက်မလို့သားအပေါင်းကအလေးပြုဆိုလဲ ဒီအတုံးလုံးပေါ့လေစစ်ကလုံးပြန်ပြီးတော့မှပြောင်းခဲ့တယ်။အာဇာနည်နေ့မှာဟိုဟောဆွဲဂုံပြူရင်လှုပ်ဆောင်ရန်အစီအစဉ်ရှိမရှိတင်ငန်းညွတ်မြို့နယ်လွတ်တော်အမတ်ဦးသိန်းညွတ်က2013ခုနှစ်ဇူလိုင်လ3ရက်မှာ ပြည်သူ့လွှတ်တော်မှာတင်ပြမေးမြန်းခဲ့ပေမဲ့လှုပ်ဆောင်ရန် အစီအစဉ်မရှိဘူးလို့ပြန်ကြားရေးဒုဝန်ကြီးကပြန်လည်ဖြေကြားခဲ့တာပါကျွန်တော်ငငယ်တော့ကအဲ့ဒီဩဝါဒံတွေကိုကျွန်တော်ကြားခဲ့ရတယ် အဓိကအာသာနီနေ့ဆိုတဲ့အချိန်မှာရောက်တိုင်းကျွန်တော်တို့သတိရကြတယ်အဲ့ဒီအချိန်ကိုလည်းကျွန်တော်ကဒီနေ့ဒီအချိန်မှာအရန်ကိုလွမ်းတယ်ရင်းနေတဲ့ကလည်းလွမ်းပါတယ်ကျွန်တော်တို့ငငယ်တုန်းကအာသာနီနေ့ကိုတခါတခါကျင်းပခဲ့အာသာနီနေ့ဆယ်နေ38မိနစ်မှာအလုံးလမ်းသွားရင်တော့ရက်အိုးအော်ဒီတပြင်းနေတဲ့ဆွဲခဲ့တင်မော်ဒီအိုးအော်ဆွဲတယ်ကားဒီအိုးအော်ဆွဲခုံးနိုင်ချေတီတီးကြတယ်ဒါရီအော်ဒီအချိန်တော့ဒုဗိုလ်ချုပ်ကြဆုံးသွားပြီဆိုပြီးလူတွေနေရီလေဝဖြစ်ကြတယ်အောက်မေတ္တာတန်ဖိုးတွေကိုကျွန်တော်ပြန်လဲအောက်မေ့တယ် 但係咪頭先數下四十個？冇差嘅。啲咁樣我諗係漂浮住嗰個。 မာနိုင်ငံတို့နိုင်ငံသားတွေအားကိုးတဲ့ခေါင်းဆောင်တွေအဲ့ဒီခေါင်းဆောင်တွေကိုတိုင်းပြည်အတွက်ဘလို့အကျိုးရှိတဲ့နေရာမှာအသုံးပြုမလဲဆိုတဲ့စဉ်းစားချက်မျိုးမဟုတ်ဘဲနဲ့တိုင်းပြည်ကဖယ်ထုတ်ဖို့ကြိုးစားတာဟာအဲ့ဒါအနာဂတ်ကိုတတ်ပြတာပဲအဲ့ဒီခေါင်းဆောင်မှုကြီးကျွန်တော်တို့ခေါင်းဆောင်တွေရဲ့ဟလာလုံခြံမှုခေါင်းဆောင်မှုပျောက်ဆုံးသွားတဲ့ရလဟာနောက်ဆုံးယနေ့အချိန်ထိကျွန်တော်ခံစားနေရတယ်။ဒါကြောင့်ဒီနေ့ဒီချိန်မှာသတိထားရမယ့်အချက်ကပြည်သူ့ထောက်ခံမှုရှိတဲ့ပြည်သူ့လေးစားတဲ့ခေါင်းဆောင်တွေကို တိုင်းပြည်အတွက်ဘလို့အကျိုးရှိမလဲဆိုတာကိုပဲအဓိကထားပြီးစဉ်းစားကြပါအဲ့ဒီခေါင်းဆောင်တွေကိုလှုပ်ကြံလိုက်တိုင်းလှုပ်ကြံလိုက်တိုင်းတိုင်းပြည်ရဲ့အနာဂတ်ကိုလှုပ်ကြံမိသားဖြစ်သွားတယ်ဆိုတာကိုလည်းသင်ခန်းစာယူကြပါ အဲ့တော့ခေါင်းဆောင်ကောင်းတွေပေါ်ထွက်လာပြီဆိုလို့ရှိရင်သူတို့ရဲ့အရေးချင်းပြည်ပြည်ဝဝနဲ့တိုင်းပြည်မှာရှစ်ဆက်ပြီးတော့ဥဆောင်နိုင်တဲ့လုပ်ငန်းစဉ်တွေအတွက်လုပ်ပိုင်ခွင့်တွေအာမခံချက်တွေကိုသဘောထားကြီးကြီးနဲ့ပြည်ပြည်ဝဝပေါ်ဆောင်ပေးနိုင်မယ်ဆိုလို့ရှိရင်တိုင်းပြည်အတွက်စင်စစ်မပြတ်အကျိုးရှိမှုတွေရလာနိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်နောက်တစ်ခုကလုံခြံတပ်ဖြတ်တယ်ဆိုတဲ့နေရာမှာအသက်ကိုလုံခြံတပ်ဖြတ်တာရှိတယ်နာမည်နဲ့ဂုဏ်သိက္ခာကျော်တော်မှုကိုတစ်ဖက်ရဲ့ဖြူစင်ရိုးသားမှုတွေကိုလုံခြံတာတွေလည်းရှိတယ်အဲ့တော့ဒီဘက်ခင်မှာတော့နှမျိုးလုံးဖြစ်နိုင်တယ်ပေါ့ဗျာအဲ့ဒီနှမျိုးလုံးကလည်းတကယ်တော့ အဲ့ဒီလောက်ချံသူတွေအတွက်သာလင်းတမိုင်းမှာနာမည်ဆိုးနဲ့ကြံခဲ့လိမ့်မယ်နောက်တစ်ခုကဘယ်တော့မှရက်လက်ကောင်းနေမထွက်ဘူးဆိုတာပေါ်လင်းထင်ရှားတယ်ကျွန်တော်တို့လူအဖွဲ့အစည်းမှာလူပုဂ္ဂိုလ်တွေရဲ့အခမ်းအနားအင်မတန်အရေးကြီးတယ်ဒီလူပုဂ္ဂိုလ်ပေါ်မှာကြည်ညိုမှုလေးစားမှုဟိုယုံကြည်အနှံမှုပေါ့အဲ့ဒါတွေအဲ့လောက်အရေးကြီးတဲ့ကိစ္စမှာအင်မတန်အရေးကြီးတဲ့ကာလမှာတိုင်းပြည်ကချစ်ခင်မြတ်နိုးတဲ့ လူပုဂ္ဂိုလ်တယောက်ဆုံးချုံသွားပြီဆိုရင်အဲ့ဒီအကျိုးဆက်တွေကဒီနိုင်ငံအပြောင်းအလဲအတွက်အင်းနဲ့အားနဲ့လှုပ်ရမယ်ပြည်သူကိုပါပူပေါင်းပါဝင်ပြီးတော့နိုင်ငံတော်အပြောင်းလဲဟိုဟိုကြိုးပမ်းရမယ်အချိန်မှာအဲ့ဒါတွေပါသွားပြီးထိခိုက်တယ်အဲ့တော့ဒီအရေးပါတဲ့လူလူချစ်တဲ့ခေါင်းဆောင်တွေလူပုဂ္ဂိုလ်ဆိုင်ရာကြဆုံးတာဟာပုဂ္ဂိုလ်ရေးကြဆုံးတာမဟုတ်ဘဲနဲ့နိုင်ငံတော်အတွက်ပါအင်မတန်လေးနက်တဲ့ဆုံးရှုံးမှုတွေ ဖြစ်ရတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒါကိုသင်ခန်းစာအပြင်နဲ့ယူမယ်ဆိုရင်နိုင်ငံရေးအကျန်းဖက်တဲ့ပုံစံနဲ့နိုင်ငံတော်အာဏာကိုရယူဖို့မကြိုးစားပါနဲ့နောက်တစ်ခုကတော့တိုင်းပြည်ကချစ်တဲ့လူမှုလေးစားတဲ့ခေါင်းဆောင်တွေရဲ့တံပိုးကိုမဖျက်ဆီးပါနဲ့ထထိုက်တန်တန် ဒါကိုနိုင်ငံအတွက်အသုံးချပြီးတော့ပူပေါင်းဆောင်ရွက်ဖို့လိုတယ်ဆိုတော့အဲ့ဒါလေးလေးနဲ့ပြောချင်ပါတယ်ဟိုအတိတ်မှာဖြစ်ခဲ့တဲ့သင်ခန်းစာတွေကိုယူပြီးကျွန်တော်တို့မှာဟာနေတဲ့ကွက်လက်တွေကိုပြစ်ပြီးပေါ်ပါဖြစ်မိနိုင်တဲ့အဲအလားအလာတစ်ခုကိုဒေါ်ရာကြီးကြီးနဲ့ဖြစ်ဆက်ပေးဖို့လိုသလိုပြည်သူလူထုရဲ့စံနာကိုလည်းပြဝနိုင်တဲ့ခေါင်းဆောင်တွေအတွက်နေရာတွေဟာအမြဲတမ်းအာမခံချက်ရှိရှိနဲ့အဲဟိုဟိုဆောင်ရွက်ပေးတင်တယ်လို့ကျွန်တော်တို့ကယူဆတယ်အာဇာနည်ခေါင်းဆောင်တွေအားလုံးဟာအဲ့ဒီလောက်ကြံခံလိုက်ရတဲ့အချိန်အထိ သူတို့အားလုံးကနမူနာကောင်းတွေပေးခဲ့တယ်အဲ့ဒါဘာလဲဆိုတော့အမျိုးသားကောင်းဆောင်ကြီးဥအောင်ဆန်းအနေနဲ့သူကိုယ်တိုင်ပေါ့ဒီစစ်ယူနီဖောင်းကြီးနဲ့လွတ်တော်တဲ့ကိုမဝင်ခဲ့ဘူးအဲ့ဒါဟာကျွန်တော်တို့တကယ်နမူနာကောင်းပါဘာဖြစ်လို့လဲဆိုတော့သူအရေးကိုရရှိအမြင်နဲ့လဲတွေးပြီးတော့ရဲရဲဝံ့ဝံ့ဆုံးဖြတ်ခဲ့တာပါအဲ့ဒီတတိကိုပြည်သူတွေကဒီနေ့ထိတန်းတားနေကြတော့ပေါ့အဲ့တော့တကယ်အမျိုးသားကောင်းဆောင်အာဇာနည်ဖြစ်ခဲ့တယ်ဆိုတဲ့သူရဲ့စံနေနှုံးတွေကိုပြန်ကြည့်ပါ ဟိုလက်နဲ့အာကိုနဲ့ငါကတော့ပါကိုပါမရမယ်ဆိုတာမျိုး तू မလုပ်ခဲ့ပါဘူးအများကြီးတူဝင်ရောက်ရှင်ပြန်ခဲ့တယ်ဒါနမူနာကောင်းပါယေစုကျွန်တော်တို့ကဘိုးကျူအောင်ဆန်တီချောင်ခဲ့တဲ့မြန်မာလူလိုက်ရေးအတွက်တိုက်ပွဲဝင်ပြီးတဲ့တက်ပြည်သူတို့အလုပ်ကျေးကျူးတဲ့တက်ပြည်သူကိုကျေးဇူးရှင်တွေပြည်သူသားအမိဖဖြစ်တယ်ဆိုပြီးတော့စာရင်ထားတဲ့တက်မတော်မျိုးကိုကျွန်တော်ပြန်လေတိစားဖို့လိုအပ်တယ်တက်မတော်ဒီတကယ်တက်မတော် တာဝန်နိုင်ငံတော်ကာဝေးထမ်းဆောင်တဲ့တက်မတော်သာဖြစ်တဲ့ပြည်သူလူထုကိုပြည့်စက်ဖို့ရန်တရားတခုမှဖြစ်တဲ့ အဲ့လိုမျိုးပြီးအောင်ကျူးစမ်းနေတဲ့ခေါင်းဆောင်တွေဆိုလို့ရှိရင်လည်းတမလို့သားတွေတတိချတင်တယ်။ဒါကြောင့်လည်းပဲအာဇာနည်ကြီးတွေရဲ့တမိုင်းကြောင်းတွေကိုမပြောက်ပြစ်အောင်ကာကွယ်ကြရရေးဟာအဓိကတာဝန်တရက်ဖြစ်မယ်လို့ပြောနိုင်ပါတယ်ခင်ဗျာ။ကျွန်တော်မောင်တူပါ